ဦးဇင်းတို့မြင်းကြံမြို့မှာရဟန္တာလို့ကြော်ကြားတယ်ထင်ရှားတယ်စွန်းလုံးစေတော်ဘုရားကြီးဆိုတာကြားဘူးလားသာမတ္တဘူးစွန်းလုံးစေတော်ကြီးอ่ะနားလည်ပြင်တော့သာမတ္တဘူးတနေ့မှာအိမ်ရှိမန္တထိုးပြီးတော့တရားဆွေးနွေးတော့ကျုပ်လည်းတရားအားထုတ်နေတာဗျာကျုပ်ကသာမတ္တတော့အားထုတ်လို့ရပါမလားလို့မေးတော့သူ့မိတ်ဆွေတွေက အာသမတလည်းဒီတရားကအားထုတ်လို့ရတယ်ကုကြောတယ်တရားဘလို့မှတ်ရမလဲမေးတော့အာနာပါနထွက်လေဝင်လေပဲတတိမြဲအောင်မှားတခြားဘာမှမမှတ်နဲ့ထွက်လေဝင်လေတတိမြဲအောင်မှတ်ဆိုတော့သူတော့အဲ့ဒါမှတ်ပြီးတော့တတိမြဲအောင်မှတ်နေတာပဲနားလည်ပြီနော်နာသီဝအောင် ထွက်လေဝင်လေထိခိုက်မှုထင်ရှားတဲ့နေရာမှာစိတ်ဆိုင်ထားပြီးတော့ဥကြောတဲ့ထွက်လေဝင်လေတာတတိမြဲအောင်မှား ဒါလိုလိုပြည့်စုံသွားလိမ့်မယ်ပြောတော့အဲ့ဒီစွန်းလုံးစေတော်ဘုရားကြီးအလောင်းလျာဥကြော်တဲ့ကဒီထွက်လေဝင်လေတတိမြေအောင်မှတ်တယ်။နွားသာဆင်းလဲသူကတစ်ချက်ခုတ်ရင်ဒီထွက်လေဝင်လေတစ်ချက်နားလည်ပြီးတော့ယောဂီတို့နှစ်ချက်ခုတ်ရင်ထွက်လေဝင်လေနှစ်ချက်နွားသာလဲဆင်း